ကျွန်တော်နာမည်ပြေစောအေးပါ အခုအောင်မင်္ဂလာအဝေးပြေးဝန်းကိမ်းမှာဂိမ်းမှုလုပ်နေပါတယ်အခုအဖြစ်ပြက်ကကျွန်တော်ခုနှစ်တန်းကျောင်းသားဘဝမှာတကယ်တွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်လေးတခုပဲဖြစ်ပါတယ်ကျွန်တော်ဇာတိကတော့မန္တလေးကပါအဖိုးနာမည်ကဥတင်အေးဆယ်မြောင်းဝင်တန်းတူပါလွန်ခဲ့တဲ့နှစ်15နှစ်ကဆယ်မြောင်းဝင်တန်းဆိုတော့ခြံခွက်တစ်ခွက်ရလိုက်ပါတယ်အဲ့ဒီခြံမှာပြင်အောင်အင်္ဂလီနဲ့နေရပါတယ် နောက်ပိုင်းစီးပွားဖြစ်ထွန်းလာတော့မန္တလေးမြို့သွားဘက်ဆိုင်ရာ တက္ကသိုလ်နားမှာနှစ်ထပ်တိုက်အိမ်ဆောင်ပြီးနေထိုင်ခဲ့ပါတယ်။နှစ်ထပ်တိုက်ကအပေါ်ထက်မှာအခန်းလေးရန်အောက်ထက်မှာအခန်းနှစ်ခန်းရေချိုးကန်းအိမ်သာစသဖြင့်ပြည့်ပြည့်စုံစုံလေးနေပေါ့။အဖေကတော့ရိုက်ကွန်နဲ့မန္တလေးကိုတစ်ကုံကားမောင်းပါတယ်။အဲ့ဒီတုန်းကကျွန်တော်တို့မိသားစုကတည်ငြိမ်အေးချမ်းနေခဲ့တဲ့မိသားစုလေးတစုပေါ့။၆နှစ်အကြာမှာမထင်မှန်ပဲကျွန်တော်တို့စီကို ကဲဆိုးမှုမှန်ကြာရောက်လာပါတယ်အဲ့ဒီတုန်းကကျွန်တော်ကခုနှစ်တန်းကျောင်းသားကျွန်တော်အဖိုးကစိတ်သဘောထားအလွန်ကောင်းတဲ့သူပါရရေးရွာရေးတာကြီးနိုင်ရီဆိုအမဲသွားနေကြအကူအညီပေးနေကြဒါပေမဲ့အဖိုးမှာမကောင်းတဲ့အကျင့်တစ်ခုရှိပါတယ်အဲ့ဒါကစကားပြောရင်အပေါက်ဆိုးလေးရှိပါတယ်နှုတ်ကြမ်းအာကြမ်းပေါ့ဗျာစကားပြောရင်တော့ဘူးကလန်သမားကြားဖြတ်ပြောရအောင်မယ်ကျွန်တော်အဖိုးကအိမ်တွင်းနှက်စင်ထားတယ်ပူဇော်ပတာတယ်အဖိုးစည်းဝါးဖြစ်တာ အိမ်တွင်းကြောင့်လဲပါတယ်လို့ပြောပါတယ်။အိမ်ရဲ့ဖျားကန်း၄တောင်မှာနတ်စင်ကိုအသေးချထားတယ်။တနေ့ပေါ့ဗျာအဖိုးကအပြင်မှာအမျိုးသမီးတအုပ်နဲ့ရန်ဖြစ်တယ်။အဲ့ဒီအမျိုးသမီးကပွဲစားတအုပ်ပါအပေါက်ဆိုးတဲ့အဖိုးနဲ့ဆက်ဆက်တီမခံတဲ့အမျိုးသမီးဆိုတော့ရန်ပွဲကအတော်စကားများသွားတယ်။နေလားငါလားတွေဖြစ်ကုန်တယ်။ပြက်တနာကအဲ့ဒီရန်ပွဲကစတာပဲပြောရမှာပဲ။ အဲ့ဒီအမျိုးသမီးကထူးဆန်းနေအဖိုးနဲ့ရန်ဖြစ်ပေမဲ့လည်းနောက်တော့အခေါ်အပြောနူးညံ့ချူတာပြီးအေးအေးသာသာနဲ့ပြန်လဲခေါ်ပြောကြပြန်တကယ်တော့အဲ့ဒီအမျိုးသမီးကအဖိုးကိုပြန်လဲကလေးစားချေဖို့အကွက်စင်နေတယ်ဆိုတာကျွန်တော်တို့မသိခဲ့ကြဘူးအိမ်မှာအလူအတန်းတစ်ခုပြုတ်လို့ရင်အဲ့ဒီမိန်းမကြီးကိုဖိတ်ပါသေးတယ်သူလည်းအေးအေးဆေးဆေးနဲ့လာတယ်ဗျဝိုင်းဝန်းကူညီပေးတယ်မကြပါဘူးအလူဝဲပြုတ်လို့ဘူးမကြပါဘူးကျွန်တော်အဖိုးအပြင်ကနေပြန်လာမှာ ခေါင်းမူတဲ့ခေါင်းမူတဲ့နဲ့လူးလိမ့်အောင်ခံနေရတာတော့ပါအဖိုးကကျဲမကြီးတောင်းတောင်းမြည်နေတဲ့သူပါအခုဘာဖြစ်နေမလဲမသိမေးလို့လည်းမရပြီးတော့ဝမ်းနေခဏခဏသွားတယ်ဝမ်းသွားလုံးလို့အားအိမ်နေပြတ်ပြီးအဖေနဲ့တွဲခေါ်ရတဲ့အထီဖြစ်သွားတယ်စေးုံသွားမယ်လို့တော့လဲဝမ်းသွားပြန်ပြီးအဖိုးမျက်နှာလဲခတ်ထန်နေတယ် အခြေအနေဖြစ်ပျက်နေတာအလွန်မြန်ဆန်လုံးပါတယ်။တချိန်မှာပေါ့အဖေကအဖိုးကိုအိမ်သာစီကိုတွဲပို့ပြီးအပြန်မှာစောင့်နေတော့အိမ်သာထဲမှာအဖိုးကတောင်းညံ့နေပါလျော်တရုံတုံတတိုင်းတိုင်းဖြစ်ကုန်ပါတယ်။အဖိုးကအိမ်သာနန်းရန်ဒီတကားတွေကိုခေါင်းနဲ့စောင့်နေတယ်။အဖေတို့လူကြီးတွေကလည်းအိမ်သာထဲကအဖိုးကိုကယ်ထုတ်ဖို့အတင်းကြိုးစားကြတယ်။ဒါပေမဲ့မရတော့ပါဘူး။စေးုံတော်မရောက်တော့ပါဘူး။တရက်ထဲမှာပဲအဖိုးတယောက်ထဲကဘာပြက်တယ်လို့ဝေဒနာခံစားရပြီးစေးုံသွားချိန်တော့မရောက်ဘဲ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားပါတယ်။ကျွန်တော်အတွက်အံဩကြောက်လန့်ဖွယ်ရအမှတ်တရနေလေးတစ်ခုဖြစ်ကျန်ခဲ့ပါတယ်။အဖိုးပါတွေဖြစ်မှန်းကျွန်တော်တို့နားမလည်ကြပါဘူး။အဖိုးဆုံးပြီးတပတ်အကြံမှာကျွန်တော်နဲ့ကျွန်တော်အဖေကအိမ်ပေါ်တန်ရှင်းရင်းပြုလုပ်နေကြတယ်။အဲ့ဒီမှာဘာတွေ့လဲဆိုတော့ အိမ်တွင်းနှက်စင်အောက်မှာပေါ့ဗျာငကတိုင်းကျဲရုပ်ပုံစံလိုအယုတ်တစ်ခုဖွတ်ထားတာကိုတွေ့ရလိုက်ပါတယ်အယောင်ကအမဲယောင်စက်ကူအဖြူအထုပ်နဲ့ဖွတ်ထားပါတယ်လက်ရာကအတော်ကောင်းနေကျွန်တော်အိမ်မှာအိမ်တွင်းနှက်ထားပေမဲ့ငကတိုင်းမယ်တော်တော့မရှိပါဘူးဗျာငကတိုင်းမယ်တော်ကဘကူးမယ်တော်ပါအောက်ပြီးအောက်ရွာဘကိုးဘက်မှာပူဇော်ပတာကြပါတယ်38မိနစ်အပါဝင်အတွင်38မိနစ်လားအပြင်38မိနစ်လားတော့မသိဘူးမထင်မှတ်ဖဲကျွဲကောင်းရုပ်ကိုကျွန်တော်တို့အိမ်တွင်း20မှာလာတွေ့ပါတယ်ဦးလေးက log ိဘက်အနေငယ်လိုက်စားတော့တရားလဲထိုင်မှုတဲ့အင်းရင်အင်းဆွဲလဲတတ်တယ်ဦးလေးကဒါအဖိုးကိုအောက်လန်းနဲ့တိုက်သွားတာလို့ပြောတယ်ဒါနဲ့ဦးလေးနဲ့ကျွန်တော်ကျွဲရုပ်ကိုယူပြီး အိမ်ရှိမှမီးရှို့မလို့လုပ်တယ်အဲ့ဒီမှာထူးဆန်းတယ်ဗျကျွဲရုပ်ကိုမီးရှို့တော့အလိုလိုနေရင်ထခုံပါလေရော မျက်လက်ပြနေတယ်လို့ထင်ရတယ်တက်မဲ့ကျွဲရုပ်ကအလိုလိုထခုံတယ်ဒါနဲ့ဦးလေးကကျွဲရုပ်ကိုလက်နဲ့ကင်ပြီးမီးရှို့လိုက်တော့တယ်မီးလောင်ပြကျသွားပါတယ်အားလုံးပြီးတော့ဦးလေးကအဖွားကိုမေးတယ်ဒါအိမ်တွင်းကိုတော့နဲ့နဂရိုင်းမယ်တော်ကိုအတိုက်ဆင်ပြီးအသေးတိုက်သွားတာပြန်လို့မလားလို့မေးတယ်။အဖွားကမလုပ်တော့ပါဘူးကွယ်။ तू အာကုသူနဲ့ तू သွားပါလိမ့်မယ်လို့ဖြေသိပ်ပြောဆိုပါတယ်။ အဖွားကတိခံခွင့်လုပ်ပြီးဒီကိစ္စကိုမေ့ထားဖို့ပြောဆိုဆုံးမှာပါတယ်ကျွန်တော်တို့တိုက်အိမ်မှာ ထူးဆန်းတာတွေအများကြီးကြုံရပါသေးတယ်။ကြုံရင်ပြောပြပါဦးမယ်။အဖိုးမရှိတော့တဲ့နောက်ပိုင်းကျွန်တော်တို့အိမ်ကစီဝါရီတရိပ်ရိပ်နဲ့အတော်ကြာဆင်းသွားတော့အဲ့ဒီတိုက်အိမ်ကလေးကိုလည်းအပီးရောင်းထုတ်လိုက်ပါတယ်။အဖိုးတည်သွားတဲ့ကိစ္စကတော့ထူးခြားအံ့ဩကြောက်လန့်စရာအဖြစ်နဲ့အမတ်တရားအဖြစ်ကျွန်တော်မေ့လို့မရတာအခုထိပါပဲ။ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့ဇလန်းလေးကတော့တလောက်ပါပဲ။ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မှမို့ Dream Channel လေးကို Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးပဲ good 那一把剑。